ကျေးဇူးတင်တယ်။နောက်ပြကြတော့ဒီဇာကားကိုဖြစ်မြောက်အောင်အစခတ်သိ ကြိုးစားအားထုတ်ပေးတဲ့ဒရိုက်တာဦးကျော်စောလင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ကလေးတွေအားလုံးကလည်းအမေတို့အဖွဲ့ကိုနုပညာကြီးမယူဘဲနဲ့ကတော့ပြီးရိုက်ပေးကြတဲ့ကလေးတွေမို့အမေကဒီနေရာကနေကလေးတွေကိုကျေးဇူးတင်ပါတယ်လို့အမေကပြောကြားပြရစီ။နောက်ပြီးကြတော့အမေတို့အမေအဖွဲ့ကိုပံ့ပိုးပေးတဲ့ဦးမျိုးမင်းတို့ဦးကျော်စံတို့ကျေးဇူးတင်ပါတယ်အားလုံးဒီဇိုင်းဆွဲပေးတာ။ ဇန်ညွန့်နေရေးပေးတာဒါတွေကကျမတို့မလုပ်နိုင်ဘူးလေအမေတို့ကတော့ခုအားတော့လိုအပ်တာလေးတွေဖြစ်ကြရဲ့ကိုထွန်းထွန်းအမေကပြောပြတာအမေတို့ဒါလေးလိုအပ်တယ်သားကြီးဒါကတော့မရှိဘူးကိုထွန်းကလည်းအမေတို့ကိုသူ့ဇနီးမောင်နှံတန်းနိုင်ဆုံးလိုက်ရောပေးတယ်အဲရောသူကပြောတယ်ဒီလိုလေးပတ်စံလူနေုံနဲ့မဖြစ်ဘူးတဲ့အလုပ်တစ်ခုလုပ်ပေးမယ်ဆိုဒီဇက်ကားကြီးဖြစ်မြအောင်ရိုက်ပေးတာဂုံကိုအဲဂုံဆိုတဲ့ဇက်ကားကလေတကယ်ကိုကျမတို့ အမေနဲ့သားသမီးတွေရဲ့ချစ်ချင်းမြတ်တာသားသမီးဆိုတာမွေးရပင်မဲ့သားဆိုတာကသားမဖြစ်ပဲကြားဖြစ်သွားတဲ့သားသမီးတွေသမီးကလည်းထီးမဖြစ်ဖဲနဲ့မီးဖြစ်သွားတဲ့သားသမီးတွေဒီသားသမီးတွေအတွက်ကိုမအေးရဘလောက်ထိ ရုန်းကန်ရတယ်သားသမီးအတွက်ဓာရီကိုမအေးရကုစားပြုရိုက်လို့မအေးရကိုဂုံပြုတဲ့ကားမို့အမေတို့ကားလေးကိုယုံမောင်ရောက်တဲ့အခါမှာ လာပြီးအားပေးကြပါဦးလို့အမေကတော့မြစ်တန်ရချခင်ပါလေကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပတ်စံညီအကြီးဝင်ပါစေအများကြီးရပါစေပတ်စံအများကြီးရပါစေအခုအထိရောက်အောင်ပို့ပေးရပါကျွန်တော်တို့ဆက်ဖို့ရတာဝန်ပါအခုချိန်မှာတော့ဇာဖို့ရရဲ့နေရာတွေကတော့တော်တော်လေးကြောက်နေပါပြီ။ဘိုင်ဘူပြောတကယ်ကျေးဇူးတင်ပါတယ်။ဒါကြောင့်ကုချောဇော်ရီမောရှေ့ရနေပြီးတော့ဥဆောင်ကြီးပြောသွားပြီးတဲ့ အာအခုဆရာဒိုက်တာဦးမျိုးမင်းရောအဲနောက်ကျွန်တော်အတင်းတက်ဝုံးမဲ့အယုံကုဇောတကယ်ကျေးဇူးတင်ပါတယ်အလုံးဒီကားဒီတကယ်ကိုအမေမိခင်တယောက်ရဲ့မေတ္တာကိုအမေမေတ္တာတွေကိုပေါ်ကျူးထားတဲ့ဇကာကောင်းတကားဖြစ်တဲ့အတွက်ရုံတင်ပြတ်တာတဲ့အချိန်မှာလေအမေများရဲ့မေတ္တာတရားကိုနားလေသဘောပေါက်ပြီးတော့မှ ယုံကြည်ယုံရှံအားပေးနိုင်ရပါစေလို့ဆုတောင်းမေတ္တာပို့တာပါဘုရားဟုတ်အလုံးမဲမင်္ဂလာပါနော်ဖောကတော့ဒီခုံစရယုရှင်ကားကြီးထဲမှာအဲဒါကံမလာတဲ့မောင်ကံလာကာရက်တာနဲ့ပါဝင်ပြုဆောင်ထားပါတယ်အဲပါဝင်ပြုဆောင်ရတဲ့နော်ဖောရဲ့တကယ်ခံစားချက်အမှန်ပြောမဆိုတော့ဘောနော်ဒီကားလေးကအမိများအတွက်ရန်ပုံငွေရှာတဲ့ကားလေးလည်းဖြစ်တယ်လို့ဒါမိခင်ကြီးရဲ့ ခန်းစားချက်တွေကိုဟိုမတူညီတဲ့ story line နေပေါ့เนาะဒါလက်ရှိမှာဖြစ်ပျက်နေတဲ့ခြေနေပေါ်မှာအများကြီးခြေခံရိုက်ကူးထားတဲ့ရုပ်ရိုက်ကူးမဲ့ရုပ်ရှင်ကြီးဖြစ်မဲ့အတွက်ကြောင့်တော့ဘောကလည်းဒါကိုလည်းစူးစမ်းခွင့်ရတယ်ကိုတက်နိုင်တဲ့အမှုပညာကနေအမိများအဖွဲအတွက်ရန်ပုံကြီးပြန်ရှာပေးခြင်းတဲ့အတွက်ကြောင့်မပေါဝင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ဆိုတော့ဒီကားလေးကခုနကပိုင်းဆိုရင်ယုံတင်တော့မယ်ပေါ့เนาะဆိုတော့အဲရုပ်ရှင်လေးလာကြည့်ရင်ကုသိုလ်လေးလုပ်ရင်းနဲ့ကုသိုလ်တွေအားလုံးရကြပါစေလို့ဆုတောင်းပေးပါရရှင်ဟုတ် ရသမြအလုံးမဲမင်္ဂလာပါရှင်ဝလာကြီးပါဟိုလာတော့ဒီကုံရွှေရှင်စကိုင်းမှာအစိတ်မနှံ့နေပေါ့နော်အမိခင်တယောက်ကာရက်တာနေရာနေပြီးပေါ့တယောက်ဆောင်းထားပါတယ်ရှင်ပရိသတ်တွေကဒီကုံကိုင်းရွှေရှင်စကိုင်းအယုံမှာယုံတင်တဲ့ခါကျရင်လေပရိသတ်တွေအားပေးကြပါအောင်လို့လာပြောချင်ပါတယ်ရှင်ဟုတ်ကျေးဇူးတင်ဆောင်ပေးဖြစ်တယ်ဟုတ်အာဒီကားလေးကကြတော့ပေါ့နော်အဝလာကိုစာပြီးကလန်းနေရဒီမိန်းမအဖွဲအတွက်ကိုအဂုံပြူပြီးတော့မှ တင်ဆက်တဲ့ဇာတ်ကားဖြစ်တယ်ပေါ့နော်ဒီအရာရှိရဲ့အဲဒီအနုပညာခါချင်းငွေတွေအားလုံးလည်းလှူဒန်းသွားမယ်လှူဒန်းသွားမယ်ဆိုတော့ဟိုလာစိတ်ဝင်စားတယ်ပေါ့နော်နောက်ပြီးတော့များဖွဲ့လို့လည်းဟိုလာဒါခွင့်မိဘတွေလိုပဲချစ်ခင်တဲ့အကြောင်းလို့ဒီကနေ့မှာပေါင်းပြီးပြီးတော့အဖြစ်ပြရိုက်ပြတာပေါ့အဲ့ချိန်မှာတော့လာစီးရိုက်နေရတဲ့တချို့ရလေမအားတာရှိတယ်အဲမအားတဲ့ခြံရလေခွင့်ပြရိုက်ပြဖြစ်တာပါဟုတ်ကဲ့ဟုတ်ကဲ့ ီကလူမြညာမှာလာနေတဲ့ပါတယ်ဒီကနေ့ဒီချင်းရိုက်ကဖြစ်ကြပြီးဒီမှာဒီကားရဲ့ character ကိုပြန်ပြန်ပြန်လည်းပြန်နဲ့ခက်လက်ခက်တဲ့ခက်တဲ့ဆောင်ဆိုတာခလေးအမီအလိုခလေးမွေးတဲ့ ကားတစ်ခါမှမရိုက်ဘူးမရိုက်ဘူးရတဲ့ထဲဟိုမှာမဆူရိုက်ရတဲ့ဟာကျတော့လမ်းမပေါ်မှာခလေးမွေးတာပေါ့နော်လမ်းမပေါ်မှာခလေးမွေးတော့ဟိုလို site တွဲပေါ်မှာဟိုလိုလမ်းမရုတ်တရက်ခလေးမွေးရတဲ့ဟာမျိုးအဲ့လိုအခန်းမျိုးရိုက်ရတာပေါ့ရိုက်ရတဲ့အခါကျတော့နည်းနည်းတော့ခတ်တာပေါ့နော်ခတ်တော့အဲ့တော့ဟိုထွက်လာရင်တော့ဘယ်လိုနေမလဲမသိဘူးပေါ့နော်အဲ့တော့ဟိုဘာပဲဖြစ်ကျွန်တော်ဒီဂုံရုပ်ရှင်ဇာတ်ကားကြီးကို ဟိုအပေးရင်းနဲ့ပေါ့နော်အခုအဆင်ပြေဖြစ်နေကြတဲ့ရုပ်ရှင်မိခင်ကြီးတွေအတွက်ငွေပရိသတ်ပေးစိုက်ထုတ်ပေးကြပါအောင်လို့အားလုံးလည်းဖိတ်ခေါ်ပါတယ်လာရောက်ကြည့်ရှုအပေးကြပါအောင်ရှင်အားလုံးပဲမင်္ဂလာပါရှင်။အဲရမုံရဲ့နာမည်ကတော့ရမုံမြင့်မြတ်လို့ခေါ်ပါတယ်။ရမုံကအခုဒီကုံရုပ်ရှင်ကားကြီးမှာရမုံကဒါဟိုဘယ်လိုခေါ်မလဲ။တမီးတယောက်အနေနဲ့ပါဝင်ထားပါတယ်ရှင်။အော်ပြီးတော့ဒီကားလေးရပေါ့နော်။ဒါရမုံတို့ရဲ့ဘယ်လိုခေါ်မလဲမိခင်နေကိုဂုံပြူတဲ့အနေနဲ့ရမုံတို့ကဒါအမေများကိုဂုံပြူတဲ့အနေနဲ့ ပေါ့နော်အကြံရခဲ့ပြီးတော့စတင်ပြီးရိုက်ကူးခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်ဒီမုံတို့ရဲ့ဒီဟိုဘယ်လိုပြောပြရမလဲမိခင်တွေကိုလည်းဂုဏ်ပြုတယ်ပြီးတော့တစ်ချိန်တည်းမှာပဲဒီမုံတို့ဒီကားကနေရတဲ့အကျိုးမြတ်တွေအားလုံးကိုဒါအမေများပေါ့နော်အမေများဖွဲ့ဖို့ဒီမုံတို့လှူဒန်းသွားမှာပဲဖြစ်ပါတယ်ပြီးတော့ဒီကားလေးကလည်းအဲ့လိုဘယ်လိုခေါ်မလဲဒီမုံပေါ့နော်ဒီမုံဇလန်းတွဲနဲ့ ဒီရုပ်ရှင်တွေကြားမှာကိုပြောင်းပြောင်းရရတဲ့ကားဖြစ်တဲ့အတွက်အဲ့လိုမတူညီရည်လည်းရှိရပေါ့နော်မတူညီရည်ရှိရဖြစ်တဲ့အတွက်အဲ့လိုဟိုရေမုံဘက်ကတော့အကောင်းဆုံးစူးစမ်းထားတယ်အမကြီးလည်းစူးစမ်းထားတာကိုရေမုံလေးမြင်ရပါတယ်ဒါကြောင့်မို့လို့လာပြီးတော့ကြည့်ရှုကြတဲ့ပိသက်တွေအားလုံးလည်းအာသဘောကျလိမ့်မယ်လို့ထင်ပါတယ်အာပြီးတော့ဟိုဘယ်ကောင်လဲတိကျဆောင်ထားတဲ့လူတွေအားလုံးကလည်းတိကျစူးစမ်းကြတာမို့လို့လာကြည့်ဖို့ရေမုံကဖိတ်ခေါ်ချင်ပါတယ်ရှင် အမြင့်တော်ဒီကားထဲမှာတော့မိခင်တရားမိညာကလည်းပါဝင်ရပါတယ်။ဆိုတော့ပြောရရင်ဒီကားကိုကြိုက်တော့ရန်ကိုပြောရှင်ရတယ်။ဘာလို့လဲဆိုတော့မြင့်တော်ကဒီဥမုံမှုဆိုတာမြင့်တော်ငငယ်ကလေးကပေါ့နော်စီလောကလေးကိုစပြီးတော့အဘူမတိကိုမတိခင်မလာဟိုရိုးခောက်ကဲ့နဲ့ဒီမှာကောင်းတဲ့ရုပ်က ဲ့အဲစဝင်လာတဲ့အချိန်တွေကကိုရီကိုအတင်ပေးတဲ့ပေါ့နော်တင်ပေးခဲ့ follow တွေကဘယ်လို item ကဘယ်လိုရင်းနေရလဲဘယ်လိုလာမှာဆိုတော့တင်ပေးရဲ့ဆရာသမားတွေမှာပါတဲ့ writer ကြီးဖြစ်ပါတယ်တကယ်ပြန်ပြီးတော့ရိုက်တဲ့အချိန်မှာလည်းဟိုကိုယ့်ကိုအရန်ဝမ်းသာဆိုတော့ဟိုကိုယ့်ကိုယ်ကိုဝမ်းသာရုံးနေပြီးအဲလက်ရှင်ရင်မလုပ်တာကြာပြီပေါ့ဒီမှာကိုယ့် idea ကဘယ်လိုတွေဆိုတာကိုပြန်ပြီးတော့အကဲဆန်းဝင်ရတယ်ပြီးတော့ပို့ပြီးတော့ idea ကိုပို့ပြီးထပ်ပြီးတော့လေ့လာသင်ယူခွင့်ပေးခဲ့တယ်ပေါ့ဒီဇာတ်ကားမှာဒီဇာတ်ကားမှာကအနည်းငယ်နေရဲ့မြေတားကိုပြရမှာလို့အ မေတွေအများကြီးပါပါတယ်ရှင်။ဟောကိုရေလည်းအမေကိုချစ်တယ်အမေကိုလည်းချစ်တယ်ဖြစ်တဲ့အတွက်အမေရဲ့အတွက်လည်းမိုးစားလည်းဖြစ်တယ်။ဟောကိုရေကဘလူလူချင်းနေတဲ့ကိုရေကူးပေးနေတာပါ။အဒီကမှဆိုလေဒီဥစ္စာတိုင်းဒီဥစ္စာမှာမေပုံစံတွေလည်းအကုန်လုံးဘိုးဝတ်တိချာလေးသင်ပေးတယ်စိတ်ချက်ဘူလိုချင်တဲ့အိုင်ဒီမရမချင်းရုပ်ဆောင်မှုမရမချင်း သေချာလေးကိုရယူခဲ့တာပါဝါပောင်ရဲ့အခက်လေးတွေနည်းနေဆိုပေမဲ့လေသေချာလေးကျူစားတော့ပါရင်အမိများဖို့အတွက်ရမဝေကားလေးနဲ့ဖြစ်ခြင်းတော့ခုနဦးမို့ပြောသွားလို့ပါပဲဟိုမင်းသားဥစားပေးတဲ့ကာမဟုတ်ပါဘူးမင်းသမီးတွေကိုဥစားပေးခါထားတဲ့အားလေးလည်းဖြစ်ခြင်းအမိတွေရဲ့အမိတွေကိုကိုစားပြုထားတဲ့ကာလေးလည်းဖြစ်တဲ့အတွက်အဓိကယုံကြည်ရင်ချစ်တဲ့ချစ်ရတဲ့သူကြီးအမေကိုချစ်တဲ့သူကြီးအားလုံးဒီကားလေးကို api jav alu pekot semane, alu jizit semane ishne. မင်္ဂလာပါရှင်မြတ်သူကတော့ဒီမကြမီပြသမဲ့ဂုံဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရဲ့မှာအာမိခင်တယောက်နေရာကနေပေါ်ဝင်ပါတယ်အာမိခင်ဆိုတာပြောရရင်တော့ပေါ့နော်ဒီအမျိုးသားရဲ့ဟိုစုဆောင်းထားတဲ့ပတ်စံတွေဘောနော်မလင်မဝင်နဲ့တုံးလိုက်မိရဲ့အချိန်မှာလင်မယားတွေကတိကောင်းဖြစ်ပြီးတော့ကိုသမီးလေးရပါပေါ့နော်ကိုနည်းနည်းလေးအယုသေးတန်ပြီးတော့အဲအဲ့လိုပေါ့နော်ဟိုကိုသမီးကကိုစကားမပြီးတော့တဲ့ပေါ့နော်အဲ့လိုမျိုးသမီးကိုလည်းချစ်တဲ့မိခင်တယောက်နေရာနေပါဝင်ထားရပါတယ်အာဒီကားကိုအဓိကပါဝင်ရတဲ့အာကတော့ပေါ့နော်မြတ်သူတို့ဒါ writer ဦးမိုးဦးဖြစ်တယ်အဲပြီးတော့ဦးမိုးဦးကနေပြီးတော့မှတကယ်ဒီကပေါ့နော်ဒီရုပ်ရှင်များရုပ်ရှင်စီးရုံးကအမေများအဖွဲ့ရဲ့ငွေပရိသေပင်ပေါ့နော်ဒီဟာကိုအတွက်ကိုအာထုတ်လုပ်ရေးကပိုးပိုးရုပ်ရှင်ထုတ်လုပ်ရေးကလည်းအဘာအမျက်ဆုံးမှပေါ့နော်စတိပါမထားဘဲနဲ့ဒီအမေတွေအတွက်ငွေပရိသေပင်စိုက်ထူမှာမဟုတ်လို့ဒီကားလေးကိုဖန်ပြီးရဆွေးချိန်မှာကိုကလည်းကိုပါဝင်လို့ရတဲ့တံတမ်းတနေရာကနေပါဝင်ဝင်ရတဲ့အတွက်တကယ်ကိုလည်းဝမ်းသာပါတယ်အဲဒီကားလေးမှာလူနေရာလေးပေးရအတွက်အာ driver ကိုလည်းကျေးဇူးတင်ပါတယ်အာပါဝင်ရတဲ့စင်းကတော့မေအေးလေးဖြစ်တဲ့အတွက်မေအေး9ယောက်လောက်ပါတဲ့ခါကျတော့အာအနေချင်း စီပါရပေမဲ့လည်းကိုပါဝင်ရဲ့အခန်းကဏ္ဍကိုတော့ဒရိုက်တာကြီးရဲ့တင်ပြမှုနဲ့အကောင်းဆုံးစူးစမ်းထားပါရယ်ရှင်ဒါကြောင့်မလို့ဒီကားကြီးရုံတင်တဲ့အခါကျရင်လည်းပေါ့နော်ရုပ်ရှင်ကိုချစ်တဲ့သူတွေမိခင်ရဲ့ချစ်ချင်းတရားတွေကိုအောင်းမေးတဲ့သူမိခင်ရဲ့ချစ်ချင်းတရားတွေကိုပေါ့နော်လွမ်းဆွတဲ့သူတွေလက်ရှိမှာလည်းကိုမိခင်ကိုပေါ့နော်အဲချစ်တဲ့သူတွေလာရောက်ပြီးတော့ကြိရှိပြီးတော့ဝန်းရံပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါအရှင်ကဒီဂုံရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ဖြစ်တာကတော့ အဓိကပေါ့နော်ယူနစ်ဆရာဒရိုက်တာဦးကျော်စောနဲ့ရိုက်တယ်။နောက်ဒီဇလန်ကလည်းဆရာဦးမျိုးမင်းနဲ့ဦးကျော်စောလည်းမျိုးနဲ့အစီအစဉ်မှာပေါ့နော်။နောက်ထုတ်လို့ရတော့ပိုပိုရွှေရှင်ထုတ်လို့ပေါ့။အဓိကကတော့အမေများအဖွဲ့တက်ဒီလိုဒီဇကားရတဲ့အချိုးမြက်ကိုပြမဖြစ်တဲ့အတွက်အောင်ဖြစ်တာပေါ့နော်ဒီဇကားလေးထဲမှာယွန်းကတခါမှဟိုမလုပ်ခုတဲ့ character အစ်တစ်ခုကိုလုပ်ခွင့်ရတယ်ပေါ့နော်အာယွန်းကဒီဇကားထဲမှာ single mother taxi driver တယောက်ဖြစ်နေပါဝင်တယောက်ဆောင်တာပါတယ်ဟုတ် ပြောကြကြည့်ကြောက်ဖိတ်လို့ဟုတ်အော်ဒီဇက်ကားလေးကိုယုံတင်တဲ့ခါကျရှစ်လာပိုင်းကျယုံတင်မှာပေါ့နော်ယုံတင်တဲ့ခါကျလို့ရှိရင်အစစအခက်ခဲနေတဲ့မိခင် OE ကြီးပေါ့နော်ရုပ်ရှင်မိခင် OE ကြီးအတွက်ထိမပေးကြဖို့ပေါ့နော်လာကြည့်ပေးကြဖို့အတွက်လည်းဖြစ်ပါရဲ့ခါဒီမှာချင်းလို့ဆိုပြပါမယ်အချင်းလဲဆိုပြပါမယ်ဟာကျေးဇူးပါကျေးဇူးပါဟုတ်ကဲ့ကျွန်တော်ဖေးများတွေ့ရိုက်ခုစောင့်နေပါသေးတယ်ဖေးများတွေ့အဖေတွေရှိသေးတယ်ဟုတ်ပါ မေးတယ်အကုန်းနဲ့ပတ်သက်ရင်တော့ခုနကျွန်တော်ဟိုတနေရာတနေရာမှာဝင်ဝင်ပြောပြခဲ့သလိုပါလေကျွန်တော်တို့အမေများအဖွဲ့ဒီအာ2024ကြံမရောက်ခင်မှာဒီကိုကိုထွန်းတို့ရဲ့အာပီ3မှာသူတို့တော့ကရတယ်ကရတဲ့အချိန်မှာကိုထွန်းကကျွန်တော်ကို အမေများဖွဲ့လာကမှဖြစ်တဲ့အတွက်ကိုမူလာပေးပါအောင်ဆိုတော့ကျွန်တော်သွားလိုက်တဲ့ချိန်မှာအမေရဲ့အခက်ခဲကိုကြားတော့အဲ့ဒါကိုထုံးနဲ့တိုင်ပင်ပြီးတော့ဒီဂုံဒီရုပ်ရှင်ဇာကာတကာရိုက်ဖို့အတွက်ဖြစ်လာတာပေါ့နော်အဲ့မှာမှကျွန်တော်တို့ကဘယ်လိုပုံစံမျိုးရိုက်မလဲအမေတွေအတွက်ဂုံပြုတ်ပြီးတော့ရိုက်မှဖြစ်တဲ့အတွက်အမေတွေအတွက်အမေရုပ်ရှင်အမေများအဖွဲ့အတွက်တာရေးနိုင်ဒီငွေပရိသဘင်စိုက်ပေးခြင်းနဲ့ဆန္ဒတစ်ခုနဲ့ကျွန်တော်တို့ကဒီအစီအစဉ်ကို စဉ်းစားခဲ့တာပါအဲ့မှာဇလန်းမိုင်းကိုမျိုးမင်းနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ဒီ presentation ကိုရိုက်ဖြစ်ပါတယ်ဟုတ်ကျွန်တော်ပရဟိတတိုက်တာပါကျွန်တော်ပရဟိတတိုက်တာပါအမေလူတွေအဓိကထဲမှာနော်အမှုပညာရှင်ကလေးတွေထဲမှာပါတယ်အိုက်တာကလေးတွေကအမှုပညာကြီးတပြားမှမယူဘဲနဲ့ကြော့ပြီးရိုက်ပေးတယ်ဆိုတော့ဒါတွေကိုလည်းအမေတို့ဒီကျေးဇူးကိုဘယ်တော့မှအမေမမေ့ပါဘူးနောက်တစ်ခုကလည်းကိုမိုးဦးကလည်းဒါရိုက်တာကြီးလည်း ဦးစီးဦးဆောင်လုပ်ပြီးအမေတို့ဘာမှကိုလုံမိတ်လုံစရာမလို့အောင်ကိုလုပ်ပေးတယ်ရိုက်တာကိုမိုးဦးကိုလည်းကျေးဇူးတင်ပါတယ်နောက်ရှဲဟမ်ဘရိုယူစားတော့ပြောပွဲကိုမရှိဘူးဘရိုယူစားတော့အမေတို့ကအမေတို့ရဲ့အမေမြန်းရဲ့ရှေ့လှမ်းမဲ့လမ်းကြီးကိုသူခင်းပေးကြတယ်ဒီလမ်းကြီးကိုအမေတို့ကဖြောင်းဖြောင်းဖြူဖြူနဲ့ရှောက်နေအောင်သူခင်းပေးတယ်ဘရိုယူစားဇနီးမောင်နှံကတော့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် ပြောရင်အဲ့ကျေးဇူးတင်မှာသပန်းကုန်းလေးလိုဖြစ်သွားမယ်မဆုံးနိုင်ဘူးကျေးဇူးအဲ့ဒီတော့ကိုကျေးဇူးတင်ပါတယ်ဒီတဲ့မကလည်းကျမတို့အမှုပညာရှင်တွေကိုချစ်နိုင်ပါစေပံ့ပိုးနိုင်ပါစေကျမဆုတောင်းပါတယ်ကျေးဇူးတင်နေရှင်ကျေးဇူးတင်လို့ဘာကူပြောရမှမသိတာဘာကူစကားမပြောတတ်တော့ကျမအမတန်စကားပြောရမိမှာခုကျေးဇူးတင်ပြီးတော့လေရှင်ထဲမှာပီတိတွေဖြစ်ပြီးတော့စကားမပြောနိုင်အဲ့ဒီအတွက် ဘယ်လိုပြောရမလဲဘယ်လိုပြောရမှန်ကိုမသိဘူးကျေးဇူးပါကျေးဇူးပါအမေကဒီကားလေးမှာပေါ့နော်ဒါပေါ့ခွင့်ရတဲ့အတွက်အရောင်းကိုပြည့်ပြည့်ဖြစ်ပါတယ်ပြည့်ပြည့်ဖြစ်ပြီးတော့ဒါပေါ့နော်ဒီမုံပါလေပညာရေးချဲကတော့ဒီစုံလေးကမျိုးတော့မရှိသေးဘူးမဲ့ဒါဒီမုံအနေနဲ့လည်းဆရာရဲ့ပေါ့နော်ဆရာတုံတယ်မှုနဲ့အကောင်းဆုံးကျေးဇူးဖြစ်ပါတယ်ပြီးတော့ဒီထဲမှာပါဝင်တဲ့ဘမတို့ပေါ့နော်ဒီမှာပြထားတဲ့ဘမတွေပေါ့နော် သူလည်းအများကြီးစူးစမ်းထားပါတယ်။ဘာလို့လဲဆိုတော့အမအိမ်မှာတွေ့ခဲ့တာဖြစ်တဲ့တော့ပေါ့နော်။အမတွေအရာကိုစူးစမ်းတာဆိုတာအများကြီးပါတယ်။တော်ရင်းမြတ်လူလို့တောင်းခံပါတော့တော့ဖို့အဲ့တော့ပုံပြုံးဝေးဆိုတဲ့ကျွန်တော်လုပ်ပါတယ်တော်ရင်းမြတ်သူကခြေကလေးကပါတော့ထောက်ထပ်တောင်းခံတယ်တွေ့တယ်တော့ဘလော့ကတော့ကြီးဝင်တယ်ပြောတယ်အဲ့ဒါဘာလို့ထူးခြားနေလဲဆိုတော့ကျွန်တော်ဆရာမောင်မျိုးမင်းရင်တွင်းနေတယ် ကိုကျော်နဲ့တယောက်ပူပေါင်းပြီးရေးတဲ့ဇာတ်လမ်းဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာလို့သူတို့ရဇာတ်လမ်းတွေကိုဘရောမဟိုလို့တကူမစင်တော့ဘရောခက်ခက်ခဲနဲ့အငိုယိုပြီးတော့အသက်ပုတ်ပြန်စင်တာကြတာများပါတယ်။ဇာတ်လမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။